ားလုံးပဲမင်္ဂလာပါအဲကျွန်တော်တို့ဒီနေ့ဘာအကြောင်းလေးကိုပြောချင်တာလဲဆိုတော့ဒီ talking about landmarks ပေါ့နော် landmarks ဆိုတာကကျွန်တော်တို့နိုင်ငံကျွန်တော်တို့မြို့ရဲ့အထင်ကရနေရာတွေကိုကျွန်တော်တို့က landmarks လို့အာခေါ်တယ်ဥပမာပြင်သစ်မှာဆိုရင်တို့ရဲ့ landmark က Eiffel Tower ပေါ့နော် Eiffel မြို့စင်းကြီးဖြစ်တယ်လို့တရုတ်မှာရဲ့တရုတ်ရဲ့ landmark က The Great Wall of China ပေါ့အလားတူပဲမြန်မာနိုင်ငံမှာဆိုရင်လည်းကျွန်တော်တို့ရဲ့ landmark ဆိုရင်ဥမာရွှေရကုန်ဖျားတို့ဒါတွေက landmark တွေပေါ့နော် ဟိုမှာမြို့တစ်မြို့ချင်းစီမှာဆိုလဲတို့ရဲ့ landmark တွေရှိမယ်ဟိုမှာရန်ကုန်ဆိုရင်ရွှေဘုံဖျားတို့ကံတော်ကြီးတို့ဒါတွေက landmark ဖြစ်တယ်လို့မန္တလေးဆိုရင်အဲမန္တလေးနန်းတော်တို့ပြီးရင်မရပူရာဆိုရင်လည်းဥပိန်တရားပေါ့နော်ဒါတွေက landmark တွေဖြစ်တယ်ဟုတ်ပြီအဲ့ဒီအကြောင်းတွေကိုကျွန်တော်တို့အင်္ဂလိပ်လို ပြောကြမယ်ဒီထဲမှာနားထောင်ဆရာလေးကြီးလည်းပါတယ်ပေါ့နော် dialogue လေးတွေပါတယ်ဒါလေးနဲ့လေ့ကျင့်လို့ရတယ် ဲ့တော့ကြည့်အောင် introduction what is a landmark landmark ဆိုတာဘာလဲတဲ့ landmark is a famous or special place landmark ဆိုတာကဘာဖြစ်လဲဆိုတော့ကြော်ကြတဲ့နေရာဒါမဟုတ်ရင်အထူးဟိုနေရာမျိုးပေါ့နော်ဟိုတမန်ကရှာကနေရာမျိုးကိုကျွန်တော်တို့က landmark လို့ခေါ်လို့မရဘူးလူသိများတဲ့နေရာမျိုးကိုကျွန်တော်က landmark လို့ခေါ်တယ် it can be a building စာအုပ်လည်းဖြစ်နိုင်တယ် a monument အထိမ်းအမှတ်တစ်ခုခုလည်းဖြစ်နိုင်တယ် or a natural place တဘာဝနေရာတွေလည်းဖြစ်နိုင်တယ်တဲ့ ဒါပေမဲ့ကျွန်တော်စီမှာဆိုရင်တော့မြန်မာနိုင်ငံမှာဆိုရင်တော့ကျွန်တော် religious um structure ကြီးလည်းဖြစ်နိုင်တာပဲပေါ့နော်ဥပမာရွှေဘုံဖျားဆိုရင်ဒါ religious building လीเนาะတခါလေကြာရင် historical place တွေလည်းဖြစ်နိုင်တယ်ဥပမာပုဂံတို့ manly palace တို့ဒါတွေဆိုရင် historical place တွေပေါ့နော် people often uh, visit landmarks when they travel လူတွေကသူတို့ခီးသွားတဲ့အခါမှာ landmark တွေကိုလဲကြတယ်တဲ့ဥပမာအပြင်သစ်နိုင်ငံကိုသွားတယ်ဆိုရင်ဒီ Paris Mew က Eiffel Tower ကိုလဲကြတယ်ဒါ landmark ကိုသွားလဲတာ okay နော် ဟုတ်ပြီ exam ဆိုရင်ဒီမှာခုနပြောထားပြီးသား exam တွေပါပဲ Eiffel Tower Paris မှာရှိတယ်ပြင်သစ်မှာပြီးရင် The Great Wall of China တရုတ်ပြည်မှာရှိတယ်မြန်မာပြည်ဆိုရင်လည်းရွှေဒဂုံပဲကိုတာမြန်မာပြည်မှာတော့ landmark တွေလည်းအများကြီးရှိသေးတယ်ဒါပေမဲ့အထင်ရှားဆုံးမြန်မာဆိုရင်တွေ့မြင်လိုက်ကြတာရွှေဒဂုံဖျားမလို့ဒါကိုကျွန်တော်တို့က landmark လို့ပြောလို့ရတယ် okay နော်အခုဒီ vocabulary တွေကိုတစ်ချက်ကြည့်ရအောင်တဲ့ဟုတ်ပြီ landmark ဆိုတာကတော့ဘာလဲဆိုရင် famous or important place ပေါ့ place ပေါ့နော်ဥမာ ဥပမာပြောမယ်ဆိုရင် the eiffel tower is a famous landmark in paris eiffel museum ကဒီ paris မှာဆိုရင်နာမည်ကြော်ကြားတဲ့ landmark တစ်ခုဖြစ်တယ်။ပြီးရင် famous ဆိုတာကတော့သိတယ်။ famous ပါလဲဆိုရင်ကြော်ကြားတာပေါ့နော်။ Shwedagon Pagoda is a famous pagoda in Myanmar. Shwedagon ဘုရားကမြန်မာပြည်မှာဆိုရင်ကြော်ကြားတဲ့ဘုရားတစ်ခုဖြစ်တယ်။လူတိုင်းသိတယ် Shwedagon ဘုရား။ဟုတ်တယ်နော်။ Okay historical ဆိုရင်ဒါသမိုင်းဝင်လို့အဓိပ္ပာယ်ရတယ်။သမိုင်းဝင်ပေါ့နော် adjective ဖြစ်တယ်နော်။ historical this belly is very old and historical ဒီနန်းတော်ကြီးက very old အရင် old ဟောင်းနေပြီ and historical တမိုင်းဝင်နေတယ်တဲ့ဟုတ်ပြီနော် this belly is historical ဆိုရင်ရတယ်ဘာဖြစ်လို့လဲဆိုတော့ historical ဆိုတာကကျွန်တော်တို့ adjective တစ်ခုဖြစ်တယ် okay peaceful peaceful ဆိုတာတော့အလုံးသိပါတယ်ဒါပေမဲ့ကျွန်တော်နောက်ပိုင်းလာမယ့် dialogue တွေမှာပါမှာမို့လို့ထည့်ပေးထားတယ် peaceful ဆိုတာငြိမ်းချမ်းတယ်ငြိမ်းချမ်းတိတ်ဆိတ်တာမျိုးပေါ့နော် calm ဆိုတာငြိမ်းချမ်းတယ်ပြီးရင် quiet ဆိုတာတိတ်ဆိတ်တာပေါ့နော် the lake is peaceful and quiet ဒီကန်ကရေကန်ကအမ်ငြိမ်းချမ်းပြီးတော့မှတိတ်ဆိတ်နေတာပဲတဲ့ဒါဆိုရင် natural place တစ်ခုဖြစ်မှာပေါ့နော် located in ဆိုရင်ကျွန်တော်တို့ကတည်ရှိတယ်လို့ပြောတာမြို့တွေတို့နိုင်ငံတွေတို့ဆိုရင်ကျွန်တော်တို့က in နဲ့တွဲသုံးပါတယ်ဥပမာ i am in mandalay i am in yangon i am at yangon တို့ i am on yangon တို့ပြောလို့မရဘူးနော် မြို့လိုနိုင်ငံလို့ဆိုရင်ကျွန်တော်က in သုံးတယ်အဲကြောင့်တခါတည်း located in ဆိုပြီးတွဲပေးထားတယ်ဟုတ်ပြီနော် the landmark is located in the city center ဥပမာထားပါတော့ရွှေဒဂုံပဂိုဒါ is located in ရန်ကုန် the eiffel tower is located in paris okay နော်ဟုတ်ပြီနောက်တစ် visit visit ဆိုတဲ့နေရာမှာလဲ visit ကကျွန်တော်တို့ကလေပတ်တာပေါ့နော်တည်ပြီးသားနော် i want to visit the great wall of china okay ဒီမှာကျွန်တော်တို့က visit ကို vat အဖြစ်နဲ့သုံးထားတယ် vat အဖြစ်နဲ့သုံးထားတယ်ဆိုရင်သူ့ရဲ့နောက်မှာ to လိုက်ဆရာမလို့ဘူးโอเคနော် visit the great wall of china visit to the great wall of china လို့ပြောဆရာမလို့ဘူးဘာလို့ဆိုတော့ဒီ visit ကိုကျွန်တော်က to အနေနဲ့အဲ vat အနေနဲ့သုံးထားတယ်နောက်မှာ to မလို့ဘူးโอเคနော် go ဆိုရင်တော့ to လို့ရတယ်โอเคဒီအကြောင်းလေးတွေလည်းနောက်ပိုင်း grammar lesson တွေမှာပါမှာပါ visit နောက်မှာ to လိုက်လားမလိုက်ဘူးဆိုတာဒါကျွန်တော်ဗီဒီယိုတွေကိုအမြဲမပြတ်စောင့်ကြည့်တဲ့သူတွေဆိုရင်လည်းဒီ lesson ကကျွန်တော်တင်ပေးပြီးသားပါ okay now being a tourist 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 ရာကတော့ကမ္ဘာလက်ခီးသွားပေါ့ဗျာခီးသွားပေါ့ဟုတ်ပြီနော် many tourist come here every year နှစ်တိုင်းနှစ်တိုင်း tourist တွေအများကြီးလာတယ်တဲ့ take photos ဆိုတာတော့ဓာတ်ပုံရိုက်တာပေါ့နော် i took many photos at the landmark အဲ့ဒီ landmark မှာငါဓာတ်ပုံတွေအများကြီးရိုက်ခဲ့တယ် took ဆိုတော့ရိုက်ခဲ့တယ်ပေါ့နော် okay walk around ဆိုတာလမ်းလျှောက်တာအဲ့အနီးနားပတ်ဝန်းကျင်မှာလမ်းပတ်ပြီးတော့လျှောက်တာ walk around လို့ပြောတယ်ဒီ vocabulary တွေကနောက်ပိုင်းကျွန်တော် ပြမယ်ဒီ dialogue တွေထဲမှာပါမှာမို့လို့เนาะ Okay we walk around the garden near the temple ဖြစ်မယ် We walked around the garden near the temple we walked around the garden ဒီပန်းချံတွေကိုပတ်လျှောက်ခဲ့တယ်ဘယ်ဘယ်ပန်းချံလဲဆိုရင် near the temple ဖျားနာမှာရှိတဲ့ပန်းချံတွေမှာငါတို့ဒီလမ်းပတ်လျှောက်ခဲ့တယ်တဲ့ Okay เนาะဆိုတော့ dialogue 1ကိုစကြည့်ရအောင် dialogue 1ကနားထောင်မယ်နော် a visit to ရွှေတကုံပကူတာတဲ့

Yes, it's the most famous landmark in Myanmar. Did you take photos? <laughs> of course. We walked around slowly and enjoyed the peaceful feeling. Okay, but I'm not going Have you ever been to Sri Gong Pagoda? Sri Gong Piao Yao Have you ever been to Yao Pula Lumida? Now, my maiden and the Have you ever been to Bagan? Have you ever been to. Yangon, have you ever been to Mandalay? Have you ever been to Pyongyang? Have you ever been to Dongji? အများကြီးပြောလို့ရရနော်။ရောက်ဖူးလားဆိုတဲ့အထိပ္ပယ် Have you ever been to ရွှေတဂုံပကိုးတဲ့ရွှေတဂုံဖျားရောက်ဖူးလားတဲ့ Yes, ရောက်ဖူးတယ်။ I went there last year with my family. အမိသားစုနဲ့အတူမနစ်ကတော့သွားခဲ့တယ်။ It was my first time. အဲ့ငါရဲ့ပထမဆုံးအချိန်ပဲတဲ့ Wow, how did you feel when you saw it? အဲ့ဖျားကြီးကိုမြင်တော့ကြတော့ဘယ်လိုခံစားရလဲတဲ့ I was amazed. I was amazed. လုံးဝအံ့ဩမင်သက်နေရပါတော့ဖခင်ကိုမြင်လိုက်တော့အံ့ဩမင်သက်သွားတယ် amazing ဆိုတာအံ့ဩစရာလို့ပြောတာလေ the pagoda is so big and beautiful ဖခင်ကအကြီးနဲ့ပြီးတော့ကြောက်လဲ beautiful ဖခင်ဆိုလှတယ်မဟုတ်ဘူးပေါ့တက်ပေတယ်ပေါ့နော် beautiful ဆိုတက်ပေတယ်တဲ့ especially at night အထူးသဖြင့်ညပိုင်းပေါ့တဲ့ with all the lights မီးတွေဖွင့်ထားတဲ့အချိန်မှာညပိုင်းဆိုရင်ရွှေကုံဖခင်ကြီးကတက်ပေတယ်ပေါ့နော် yes ဟုတ်တယ် it is the most famous landmark in Myanmar, Myanmar Bima. Attention, landmark to Kupite. Did you take the photos? Bonio Of course, Yaidabo Habo. Of course, Dabo, no? We walked around slowly, walk around in my ballerina. Lanley Beb, you're my Slowly, P B J, and enjoyed the peaceful feeling. Yinjanet feeling, Okay, now the Have you ever been to Shwedagon Pagoda? Yes, I went there last summer with my family. It was my first time. Wow. How did you feel when you saw it? I was amazed. The pagoda is so big and beautiful, especially at night with all the lights. Yes, it's the most famous landmark in Myanmar. Did you take photos? <laughs> of course. We walked around slowly and enjoyed the peaceful feeling. Okay. နောက်ထပ်ဒီအပြင်နောက်ထပ်ကျွန်တော် dialogue 3ခုထပ်ပြီးတော့มาပါသေးတယ်ဗီဒီယိုရဲ့အနောက်နားလေးမှာလောလောဆယ် dialogue ဒီမစခင်ကျွန်တော်ကြော်ညာလေးတစ်ခုဝင်ခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ဒီ basic spoken english course ဆိုတဲ့ကြော်ညာလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းတယ်သင်တန်းလေးတစ်ခုနဲ့အဲ့ဒါနဲ့ key features ကအဲ့ဒီမှာဆိုရင်ဒီ pre recorded video lessons တွေ30တခုပါတယ်အဲ့တော့ pre recorded ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်မှာကြိုက်တဲ့အချိန်မှာလေ့လာလို့ရတယ်ဖွင့်ပြီးတော့နားထောင်လို့ရတယ် ီပုံစံအတိုင်းပဲအခုကျွန်တော်အဲ lesson တွေကအခုကျွန်တော်ပြနေတယ်အခုသင်ပေးနေတဲ့ပုံစံအတိုင်းပဲအခုဒီဗီဒီယိုတွေကပုံစံအတိုင်းပဲဒီ listening လုပ်เสียရလဲပါတယ်အဲ့ထဲမှာ speaking pattern တွေပါမယ် grammar focus တွေပါမယ်เนาะ learn at your own pace ဆိုတာကိုယ်ပိုင်ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်နဲ့ကိုယ်လေ့လာရုံပဲဒါပေမဲ့ကျွန်တော် recommend လုပ်ချင်တာကတော့တရက်ကိုတစ်ပုဒ်လောက်ပဲလေ့လာပါအများကြီးတော့မလုပ်ပါနဲ့เนาะ ပြီးရင်အဲ့ဒီထဲမှာဘာတွေပါလဲဆိုရင် situational dialogues တွေပါမယ် situational dialogues ဆိုတာကဘာတွေလဲဆိုရင်ဥပမာ train station မှာတို့အဲဒါမှမဟုတ်ရင် cafe မှာတို့ restaurant မှာတို့ဟုတ်ပြီနော်ဒီလို situational dialogue တွေပါမယ်ပြီးရင် spoken english patterns တွေပါမယ် pattern ဆိုတာ i would like to တို့ i used to တို့ဒီအရင် common ဖြစ်တဲ့ useful ဖြစ်တဲ့ spoken english patterns တွေပေါ့နော်ဘာလို့လဲဆိုတော့ basic spoken english course ဆိုတော့ကျွန်တော်ဟို basic ဖြစ်တဲ့ဟာတွေထည့်ပေးထားတယ်ပြီးရင် အသုံးဝင်ပြီးတော့မှ common ဖြစ်တဲ့ expressions တွေ idioms တွေပြီးရင် colloquial language တွေလည်းထည့်ပေးထားတယ်အဲ့ဒါတွေကတော့သီးသန့်ဟိုလို page တစ်ခုအနေနဲ့ထည့်တယ်ဆိုတာထက်ကျွန်တော်အဲသင်ပေးသွားတဲ့ dialogue တွေထဲမှာအားလုံးပါတယ်အဲ့ဒီ colloquials တွေသူတို့သုံးတဲ့ colloquials တွေ idioms တွေအဲ့ဒါတွေကိုကျွန်တော်ရှင်းပြပေးတယ်ပြီးရင်ဒီ video အများစုကကျွန်တော်မြန်မာ context နဲ့ real life relevance ဖြစ်အောင်လုပ်ပေးထားတယ်မြန်မာ context ဆိုတာဥပမာအခုဒီ video လိုမျိုးပေါ့နော် landmark ဆိုရင်လည်းသူများနိုင်ငံဟာရီပြောတာလည်းပါတာပေါ့နော်မြန်မာနိုင်ငံအကြောင်းတွေလည်းပြောတာလည်းပါတာပေါ့ဥပမာ weather ဆိုရင်မြန်မာနိုင်ငံရဲ့ weather ကိုကျွန်တော်တို့ပြောတာပါတယ်ပြီးရင် my hometown ဆိုတဲ့ topic မှာဆိုရင်လည်းကိုမြန်မာနိုင်ငံကမြို့အကြောင်းတွေကိုပြောပြထားတယ်ပြီးရင်နောက်ထပ် features တခုကကျွန်တော်တို့ listening practice လုပ်လို့ရတယ် speaking နေမကဘူး listening practice လုပ်လို့ရတယ်ဆိုတော့ဘာလို့လဲဆိုတော့အခုဒီ video လိုပဲ dialogues တွေက standard english accents တွေကိုတုံးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ listening practice လုပ်လို့ရတယ် ဒီတိုင်းပဲအခါရောက်ခါကနားထောင်နေလို့ရတယ်ပြီးတော့အဲ့ဒီဗီဒီယိုထဲမှာ practice session လည်းပါတယ် practice session ကဒီဗီဒီယိုတစ်ခုသင်ခန်းစာတစ်ခုပြီးသွားတာအဲ့ဒီသင်ခန်းစာမှာအဲ့ဒီသင်ခန်းစာနဲ့ပတ်သက်တဲ့မေးခွန်းတွေကျွန်တော်ကမေးတယ်ပြီးရင်အချိန်လေးနဲ့စောင့်နေအဲ့ဒီစောင့်နေအချိန်တွင်းမှာဒါခင်ဗျားတို့ဘက်ကဖြေပြီးပေါ့နော်ဒါတော့ practice section ပါတယ် okay အဲ့ဒီအတန်းလေးကို join ကျင်နေဆိုရင်တော့ကျွန်တော် link ကိုအောက်က description ထဲမှာထည့်ပေးထားတယ်အဲ့မှာသွားပြီးတော့မှ join လို့ရတယ် okay နော် Have you ever seen the Eiffel Tower in real life? Not yet, but I really want to go to Paris one day. Me too. It looks so tall and beautiful in pictures. Yes, especially at night when the lights are on, it looks magical. If I go, I'll take a photo from the top. That would be amazing. Let's go together someday. Okay, အဲဒီမှာဆိုရင်လည်းခုနလိုပဲเนาะ have you ever been to ရွှေတကုံပဲခူးရလို့မေးသလိုပဲ have you ever seen ဒီမှာကျတော့မြင်ဘူးလားဖြစ်သွားအစီစီဆိုတာမြင်တာလीเนาะသူကဒါဟိုဟာ present perfect နဲ့မေးထားတာ have you ever seen the eiffel tower in real life တကယ်အပြင်မှာတဲ့ eiffel tower ကိုမြင်ဘူးသလားပေါ့เนาะကျွန်တော်တို့ကဒီလိုပဲကြည့်ကြအောင် have you seen လို့ပဲကြည့်ကြအောင် ever လေးကိုခဏဖြုတ်ကြည့်ရင်ဒါပါလဲဆိုတော့ present perfect ပဲ present perfect ကဘာတွေကိုသုံးလဲဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ life မှာ life experience ပေါ့เนาะကျွန်တော်တို့ရခဲ့မှုတဲ့ experience တွေအတွေ့အကြုံတွေကိုပြောတဲ့အခါမေးတဲ့အခါမှာကျွန်တော်တို့က present perfect နဲ့ပြောပြီးတော့မှသုံးပြီးတော့မှပြောရတယ်မေးရတယ်ပြီးတော့ ever ဆိုတာဘာလို့ထည့်ထားလဲဆိုတော့ဘယ်အချိန်လဲဆိုတဲ့အတိအကျကိုမပြောအဲ့တော့ဘယ်အချိန်မှာဖြစ်နေဖြစ်နေပေါ့เนาะတစ်ချိန်ချိန်တုန်းကတွေ့ဘူးသလား Eiffel Tower ကိုမြင်ဘူးသလားဆိုတဲ့အထိပယ်မျိုးပေါ့เนาะ Okay. Uh, have you ever been to Eiffel? Uh, have you ever seen the Eiffel Tower in real life? Eiffel Tower ကိုအပြင်မှာမြင်ဘူးလားတဲ့ Not yet. ကိုတိမမြင်ဘူးသေးဘူး but I really want to go to Paris one day. အဲ Paris ကိုတော့တနေ့နေ့မှာငါသွားကျင်တယ်တဲ့ Me too ငါရောပဲတဲ့ It looks so tall and beautiful in pictures. အဲ့တော့အဲ့ဒီ it ကခုနသူတို့ပြောနေတဲ့ Eiffel Tower အကြောင်းကိုပြန်ပြောပြန်ညွှန်တာနော် It looks so tall. အရင်အမြင်ကြီးပဲပေါ့နော်ဒီမှာတော့အရှိကြီးပဲဆိုတာတဲ့ Eiffel Tower ကြီးကအမြင်ကြီးပဲပေါ့နော် so tall and beautiful in pictures အရင်လာတယ်တဲ့ပုံတွေထဲမှာဆိုရင် yes ဟုတ်တယ် especially အထူးသဖြင့် at night ညဘက်မှာတဲ့ when the lights are on မီးတွေဖွင့်တဲ့အခါညဘက်မှာအထူးသဖြင့်ညဘက်မီးတွေဖွင့်တဲ့အခါပိုလာတယ်ပေါ့နော် it looks magical magical ဆိုတာလုံးဝစံပြစမ်းကျင်တယ် magic ဆိုတာတော့မှော်ပေါ့နော်လုံးဝမှော်စံတယ်ပေါ့မှော်စံတယ်ဆိုတာထက်အရင်လာပြီးတော့မှစမ်းကျင်တယ်ပေါ့ if i go ငါသွားရင် i will take photo from the top မြို့စင်ရဲ့ထိပ်ကနေပြီးတော့မှငါဓာတ်ပုံရိုက်မယ်တဲ့တကယ်တော့ eiffel tower ရဲ့မြို့စင်ထိပ်မှာ eiffel tower ကိုမမြင်ရဘူးလေနော်ကျွန်တော်ရောက်ခဲ့တုန်းကဆိုရင်ဒီအခက်ဝေးဝေးရရိုင်းမှာ eiffel tower ကြီးတစ်ခုလုံးကိုဓာတ်ပုံရိုက်လို့ရတာမြို့စင်ထိပ်ရောက်သွားရင်မြို့စင်ကြီးမမြင်ရတော့ဘူးဒီ paris မြို့ကြီးကိုတော့မြင်ရတယ်โอเคနောက်တစ်ခုက that would be amazing အရန်ကိုမိုက်ပါပဲတဲ့ let's go together someday တနေ့နေ့တော့အတူတူသွားရအောင်တဲ့ဒီမှာ someday ဆိုတာနေ့တချို့လို့ပြောတာမဟုတ်တနေ့နေ့လို့ပြောတာဟုတ်ကဲ့နော် someday ဆိုတာတနေ့နေ့မသိမသိကြဘူးဘယ်နေ့လဲနောက်နေ့ထဲလည်းဖြစ်ရင်ဖြစ်မယ်နောက်လာတယ်လည်းဖြစ်ရင်ဖြစ်မယ်နောက်နှစ်နှစ်လောက်မှလည်းဖြစ်ရင်ဖြစ်မယ်မသိကြဘူးတနေ့နေ့ဆိုတဲ့အဓိပ္ပာယ်โอเคနော် let's go together someday တနေ့နေ့တော့အတူတူသွားကြစို့တဲ့ have you ever seen the eiffel tower in real life Not yet, but I really want to go to Paris one day. Me too. It looks so tall and beautiful in pictures. Yes, especially at night when the lights are on. It looks magical. If I go, I'll take a photo from the top. That would be amazing. Let's go together someday. <laughs> okay. Now the Kuga dialogue trigger talking about the Great War of China. အတန်တော်လေးတွေကိုသေချာနားထောင်မယ်နော် the longest walls in the world okay သူပြောတဲ့အတန်တော်လေးကိုနားထောင်မှာကျွန်တော်ဆိုရင်တော့မှကျွန်တော်က native speaker hold မဟုတ်တဲ့အတွက်နည်းနည်းစကားကတော့ဝဲမှာပဲဒါကကိုကကိုမွေးကလေးကပြောလာတဲ့စကားမဟုတ်တော့အဲ့တော့သူပြောတဲ့အတန်ကိုသေချာနားထောင်မယ်ဒီ wall walls ကိုဘလို့ထွက်တယ် wall the world blue ကိုဘလို့ထွက်လဲဆိုတာလေးနားထောင်မယ်နော် okay စရအောင် Do you know about the Great Wall of China? Yes, it's one of the longest walls in the world. I read that it's over 20,000 kilometers long. That's incredible. It must be a great place to visit. I saw a video. People were walking on the wall and enjoying the view. I hope to visit it one day and take lots of pictures. Okay. Era, speak <clears throat> one about your laser. Do you know about the Great Wall of China? They'll be Mahadatai Jiang Yes, did it. it's one of the longest walls in the world ကဘာပေါ်မှာအရှိဆုံးတိုင်းနေတွေက တခုပဲတဲ့ဟုတ်ပြီဒီအသုံးလေးကိုကြည့်မယ် one of the ဆိုရဲအသုံးကိုသုံးရင် နောက်က nouns က plural ဖြစ်ရမယ်ဘာလို့လဲဆိုတော့အဲ့ဒီအများကြီးတွေကမှာတခုဆိုတဲ့အဓိပ္ပာယ်ရတဲ့အတွက်ဒီ walls ဆိုတဲ့အများကြီးတွေကမှာ one ဆိုတဲ့တခုဖြစ်တဲ့အတွက် one of the ဆိုရဲအသုံးမှာအမြဲတမ်းနောက်ကလိုက်တဲ့ nouns က plural ဖြစ်ရမယ် as တို့မဟုတ် es ပါမယ် okay နော် yes it's it's one of the longest walls in the world. I read that I, I read that Ngalepapure, it's over 20,000 kilometers long. Wow. Kilometer bound, not down jore. Kilometer bound, not down jore. She liare bono. Wow, near she mo no. That's incredible. Long wa myungji nine It must be a great place to visit. Toa long wa go, bale, toa levo niya I saw a video ငါဗီဒီယိုတစ်ခုကြည့်ဘူးတယ် People were walking on the wall and enjoying the view လူတွေကပါလေဒီတရားကြီးပေါ်မှာလမ်းတွေရှောက်ပြီးတော့မှရှုခင်းတွေကြည့်နေကြတယ် I hope to visit visit it one day and take lots of pictures okay. Do you know about the Great Wall of China? Yes, it's one of the longest walls in the world. I read that it's over 20,000 kilometers long. That's incredible. It must be a great place to visit. I saw a video. People were walking on the wall and enjoying the view. I hope to visit it one day and take lots of pictures. All right. Okay, dialogue four. Talking about Mandalay Palace. Hobby Dara Mandalay Nando Jiao What is the landmark in your hometown? It's Mandalay Palace. It's the most famous place in Mandalay. Oh, I've heard about it. What is it like? It's a big and beautiful royal palace with red walls and a moat. That sounds interesting. Is it very old? Yes, it was built by King Mindon in the 19th century. Have you been there before? Yes, I visited with my family. I learned a lot about Myanmar history. I really want to see it one day. You should. It's a great place to explore and take photos. Okay. Speaker one, when what is the landmark in your hometown? Hometown is what is the landmark in your hometown? Me, zadi a landmark It's Mandalay Palace. I don't Mandalay Palace or do you zadi a Mandalay Palace? it is the most famous place in mandalay mandalay မှာအကျော်ကြားဆုံးနေရာပဲတဲ့ဟုတ်တယ် mandalay ဆိုရင်ဒီ mandalay palace နဲ့တွဲပြီးတော့ပဲမြင်ကြတယ်ဟုတ်တယ်မလား mandalay ရဲ့သင်္ကေတဆိုရင်လည်းလုံးဝအဲ့ဒီနန်းတော်နဲ့ပြတာပဲ okay oh i have heard about it ငါကြားဘူးတယ်တဲ့ဒီရဆိုရင်လည်းသူကြားဘူးကြောင်းကိုပြောတယ် i have heard about it ဒီမှာ present perfect နဲ့ပဲပြောရနော် what is it like သူကဘယ်လိုလဲတဲ့ it's a big and beautiful royal palace with red walls and a moat it's a big အကြီးပဲပြီးတော့ beautiful လှတဲ့လောခန့်ညားတယ်ပေါ့နော် palace ဆိုတော့လှတယ်မဟုတ်ခုနဖျားဆိုတော့တပ်ပယ်တယ်ပေါ့ဒီမှာ royal palace ခန့်ညားတယ်ပေါ့နော်တော်ဝင်နန်းတော်ကြီးတဲ့ and red walls အနီအောင်တတိုင်းနေနဲ့ပြီးတော့အုတ်တတိုင်းနေနဲ့ပေါ့နော် and a moat moat ဆိုတာကတော့ကျုံ that sounds interesting စိတ်ဝင်စားစရာပဲ is it very old အရင်အိုဟောင်းနေပြီလားတဲ့ Yes, how did it, it? was built by King Mindo. King Mindo got Saukeda in the 19th century. Sakoyazu um, ma Saukeda. I think it was built in 1850, 50 something, maybe 1853 or 57, I forget. As, <coughs> I wrote 19th century, mid 19th century ma Saukeda. Okay, have you been there before? Dimazula, have you been up with Yamirano? Yaupula, have you been there before? Yaupula. Yes, I visited with my family. ငါမိသားစုနဲ့ငါလဲဦးတယ် I learned a lot about Myanmar history. မြန်မာနိုင်ငံရဲ့တမိုင်းအကြောင်းကိုလည်းငါလေ့လေ့လာခဲ့ရတယ်။ I really want to see it one day. တနေ့တော့ငါသွားပြီးတော့မှကြည့်ရှင်တယ်။ You should you should နင်ကြည့်တယ်နဲ့တဲ့ It's a great place to explore. Explore ဆိုတာအာလေ့လာစူးစမ်းတာပေါ့နော်။ It's a great place to explore and take photos. လေ့လာစူးစမ်းလို့လည်းကောင်းတယ်ပြီးရင်ဓာတ်ပုံရိုက်လို့လည်းကောင်းတယ်တဲ့။ Okay. What is the landmark in your hometown? It's Mandalay Palace. It's the most famous place in Mandalay. Oh, I've heard about it. What is it like? It's a big and beautiful royal palace with red walls and a moat. That sounds interesting. Is it very old? Yes, it was built by King Mindon in the 19th century. Have you been there before? Yes, I visited with my family. I learned a lot about Myanmar history. I really want to see it one day. You should. It's a great place to explore and take photos. Okay, so ကျွန်တော်တို့ဒီမှာသုံးသွားတဲ့တချို့ grammar လေးတွေကြည့်ရအောင်အလုံး TV grammar focus ပေါ့နော် this is ကျွန်တော်တို့တခုခုညွှန်းကျင်တဲ့လက်ညှိုးထိုးပြပြီးတော့မှပြောမယ်ဟေးဆိုရင်ဒါကဆိုတဲ့အဓိပ္ပာယ်ပေါ့နော် this is the Ubin bridge ဒါကြီးကဥပိန်တံတားဖြစ်ပါတယ် this is the Shwedagon pagoda Shwedagon ဖျားဖြစ်ပါတယ် this is the Eiffel tower ဒါကြီးက Eiffel Museum ကြီးဖြစ်ပါတယ်ပေါ့နော်ပြီးရင်သူ့ရဲ့အကြောင်းကိုထပ်ပြောမယ်ဟေးဆိုရင် it is ထညွန်းနဲ့ it is နောက်ကနေ adjective ပေါ့နော် it is old it is in amarapura ဆိုတဲ့အဓိပ္ပာယ်မျိုး it is old လုံးဝသူ့ရဲ့ adjective ကပါတော့ it is old ဟိုဟောင်းနေပြီသို့မဟုတ် it is beautiful it is amazing ဟုတ်ပြီနော်ပြီးရင်ဘယ်မှာရှိသလဲဆိုရင် it is in amarapura upain bridge ဆိုတော့ in amarapura ပေါ့ this is eiffel tower it is in paris ဟုတ်ပြီနော် ဥမာ Eiffel Tower This is the Eiffel Tower <coughs> It is very tall and beautiful and amazing It is in Paris in France Be ပြောလို့ရရနော် Okay ပြီးရင်မေးတဲ့အဟေးဆိုရင်တော့ Have you ever been to blessed place ဒါရောက်ဖူးသလားဆိုတဲ့အဓိပ္ပာယ်ဥပမာ Have you ever been to Bagan Have you ever been to Yangon Have you ever been to, to Inle Lake Have you ever been to Dangji? Have you ever been to um New York. Have you ever been to Bangkok? ဟုတ်ပြီနော်မေးလို့ရတယ်။ Okay ပြီးရင် note မှတ်ရမှာကဘာလဲဆိုရင်ကျွန်တော်တို့ဒီ famous uh, landmark တွေရဲ့အရှိမသဲထက်ပြောပါတဲ့ The Shui Dagon Pagoda, The Eiffel Tower, The Great Wall of China, The Opium Bridge အစရှိသဖြင့်ပေါ့နော်။ပြီးရင်ကျွန်တော်တို့ fact ကိုပြောတဲ့အခါမှာ present simple ဝယ်ပြောပါတဲ့ fact ဆိုတာကအချက်အလက်ပေါ့နော်ဥပမာဥပိန်တရားဆိုရင်ဥပိန်တရားက음 1.2 km ရှိတယ်ပေါ့နော်1.2 km ဆိုတာဥပဒေထဏရဲ့ဒါအချက်ပဲဘယ်တော့မှမပြောင်းလဲဘူးဥပဒေထဏရဲ့ဒီထက်လည်းတူမတော်ဘူးဒီထက်လည်းရှိမတော်ဘူးအဲ့လိုအချက်လက်မျိုးကိုပြောရင်ကျွန်တော်တို့ကအမြဲတမ်း present simple နဲ့ပဲပြောရတယ်ဟုတ်ပြီနော် ပြီးတော့ it is beautiful ဆိုတာလဲသူကလှတယ်ဆိုတာလဲအဲ့ဒီတရားကြီးကလှတယ်ဆိုတာလဲဒါသူ့ရဲ့အချက်လက်ပဲဘယ်တော့မှမပြောင်းလဲဘူးအဲ့ဒီတော့ကျွန်တော်တို့က present simple နဲ့ပဲပြောရတယ် it was beautiful လို့ပြောရင်အရင်တော့ကလာခဲ့ပြီးတော့အခုရုပ်ဆိုးသွားတဲ့သဘောမျိုးဖြစ်သွားမှာပေါ့နော်အားကြောင့်မလို့ကျွန်တော်တို့က present simple နဲ့ပဲသုံးရတယ်ပြီးရင်ကျွန်တော်တို့ရဲ့ experience ကိုပြောတယ် with spec oh sorry ဒီမှာကျွန်တော်ရေးတာမှတ်သွားတယ်နော် without specific time ဖြစ်ရမှာဒီတစ်ခုက use present perfect for experiences without specific time ဖြစ်ရမှာကျွန်တော်ရေးတာမှတ်သွားတယ် sorry ပါဒီမှာမှတ်ထားမယ်နော် without specific time ဆိုတော့ တိကျတဲ့အချိန်ကိုထည့်ပြောမထားဘူးဆိုရင်ကျွန်တော်တို့က present perfect နဲ့ပြောရမယ်လှုပ်ဖူးတယ်ရောက်ဖူးတယ်သွားဖူးတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင် i have been there ငါအဲ့ဒီကိုရောက်ဖူးတယ်ဘယ်တော့မှရောက်ဖူးတယ်ဆိုတာကိုကျွန်တော်အတိအကျပြောမထားဘူးဆိုရင် present perfect နဲ့ဒါအကြံပြင်းရှင်းပြပေးရနော် present perfect နဲ့ past simple နဲ့ကဒီထက်ပိုပြီးတော့မှဟိုပြောကြရည်အများကြီးရှိသေးတယ်ဒါကတော့အကြံပြင်းအပြင်ကျွန်တော်တို့ရဲ့ experience ကိုအချိန်အတိအကျဖော်မပြဘဲနဲ့ပြောမယ်ဟေ့ဆိုရင် i have been there ဒါမှမဟုတ်လေဥမာ um sushi sabula have you tried have you ever tried sushi um, have you ever tried japanese food i have tried japanese food japanese food ငါစားဘူးတယ်ဘယ်တော့လဲဆိုတာထင်မပြောဘူးဟုတ်ပြီဒါပေမဲ့ use past simple verb 2ကိုတော့ဘယ်အချိန်မှာသုံးတယ်လဲဆိုရင်ね with specific time တိကျတဲ့အချိန်ကိုထည့်ပြောထားတယ်ဆိုရင်တော့ verb 2ကိုသုံးလို့ရတယ်ဥပမာ i visited there last year မနစ်က okay เนาะအချိန်ပါလာတယ်အဲ့ကြရင်တော့ကျွန်တော်တို့ verb 2လို့ခေါ်တဲ့ past simple ကိုထည့်ပြောလို့ရတယ် okay okay let's practice okay ask and answer these questions with a partner တဲ့ကျွန်တော်တို့ partner ရှိတယ်ဆိုရင်လည်း partner နဲ့ဒီစကားပြော partner နဲ့ဒီမိကွန်းတွေကိုလေ့ကျင့်ပေါ့နော်အခုတော့မရှိဘူးလို့ပဲသဘောထားပြီးတော့မှကျွန်တော်မေးမယ်ကျွန်တော်မေးတာကိုအတန်ထွက်ပြီးတော့မှဖြေကြည့်နော် okay What is your favorite landmark in Myanmar? Where is it located? Why do you like it? Have you ever visited Bagan? Describe one place you want to visit. All right. Thank you very much. See you in the next video. Bye-bye.